အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့စလုံးလေးတွေကိုအလှဆင်တဲ့အချိန်မှာဟောသတိထားမယ့်အချက်လေးတွေကိုအသေးသေးရှင်းပြပေးမယ်နော်ဒီမှာဆိုရင်ကျွန်တော်စလုံး၃လုံးရေးထားတယ် hello တဲ့ဒီလို၃ခါရေးဒီ၃ခုရေးထားတာတူတယ်လို့ပဲပေါ့နော်ပုံစံကြည့်ရင်တော့ဒါပေမဲ့အဲ့၃ခုကဘာတွေလဲဆိုတော့မတူတာတွေကိုပြင်ရှင်းကြည့်ကြမယ်နော်ဒီစလုံးနေတယ်မှာဒီလိုရှိပ်လေးတွေဘယ်လိုထင်မလဲ။နောက်ဒီလိုနောက်ခံ စလုံးပုံစံလေးဒီဘယ်လိုပြောင်းမလဲဆိုတာလေးလည်းအသေးသေးလေးကြည့်ရမယ်နော်ဟုတ်ပါပြီလူစားလို့ကြအောင်ဒါပုံမှန်ယူယူစာရေးတယ်လို့ပဲယူစားလိုက်ပြီးတော့ဒီမှာစလုံးလုံးရေးပြဒီသုံးခုကိုမတူတာတူတာတို့အရင်ရှင်းရှားကြည့်မယ်ဒီအပေါ်ဆုံးစလုံးလေးကိုသူကလစ်နိုင်လာရင်ဒီမှာကာစာလေးပေါ်လာကြတယ်ကာစာလေးပေါ်လာနော်သူဒီလိုစလုံးလေးတွေယူပြီးတော့ပြင်လို့ရတာပေါ့ဒါစလုံးကိုပြင်လို့ရတာပေါ့နော် သူ့ကြတော့ဒီလိုနှိပ်ကြမှာကာစာချလို့မရဘူးသူ့ကြတော့ကာစာချလို့မရဘူးအဲဘာလို့လဲဆိုတော့အဲ့လိုနှုတ်ကပုံဖြစ်နေတာဒီကောင်ကတော့စကလုံးဖြစ်နေတာ tax ပေါ့ tax ပေါ့ဒီကောင်ကတော့ပစ်ချပေါ့ဒီပစ်ချမှာသတိထားကြည့်ရင်ဒါနောက်ကအဖြူတမင်လောက်ထားလို့မသိတော့ဖြစ်နေတာနောက်ကချိန်လိုက်တဲ့ညာဒီကောင်ကအရင်သိတာပါလားမလဲတော့ခုအခုကသူ့ကိုဒီပုံမှာညာချင်မှာသတိထားကြည့်စကလုံးကအောက်ကပျောက်သွားတယ်ဒီစကလုံးရဲ့နောက်ကျောမှာ shape တခုရှိနေတယ်ဆိုတဲ့သဘောမျိုးပြောချင်တာပေါ့နော်အခုဒီကောင်ကြတော့သူ့ဒီလိုလေးမှတ်တင်ခြင်းပဲသူကကျတော့စကလုံးအောက်မှာတက်တက် shape အဖြူကြီးမပါနေဘူးနော်ဒီဒီစကလုံးလေးပဲကွက်ပြီးပါလာပေါ့နော်โอเคအဲ့ဒါလေးတွေကိုဘယ်လိုလုပ်ကြမလဲဘာကွာလဲဆိုတာလေးတို့အတူတူလေးလုပ်ကြည့်ရမယ်နော်အာယူယူပဲ high ဆိုရင်စကလုံးလုံးကြီးလိုက်တယ်အဲဒါဒီစကလုံးကိုပဲ အယောင်အလွယ်လွယ်ကူအယောင်တရားပဲပြောင်းလိုက်တော့မယ်။အားလုံးလည်းပေါ့နော်။ဒီစကလုံးကိုကြိုက်သွားပြီ။သူ့ကိုယူမယ်။ Ctrl C copy ကူလိုက်ပြီပေါ့။ဒါမှမဟုတ်ဒီ copy ကိုတတ်နေတယ်ပေါ့။အဲအဲ့မှာဒီကပြောချင်တာဒီကောင်။သူ့ပွားတော့မယ်။ Ctrl V နှိပ်လိုက်ရင်တော့နောက်ထပ်စကလုံးတစ်လုံးထွက်လာမှာပေါ့နော်။အဲဒီခေါက်ကြကျွန်တော်အဲ့ပုံစံယူယူမလုပ်ပဲနဲ့ ဒီကောင်ကော်ပီကူးထားတယ်ဒီကောင်အဲသူသူသူတော့နှိပ်တယ်ပေါင်းလေးနှိပ်လိုက်ပါနော်ဒါလေးကိုကော်ပီနှိပ်လိုက်ပြီးပွားတဲ့ချိန်ကျတော့ဒီကတော့ပေါင်းတယ်ဒီ page ကိုမနှိပ်တော့ဒါလေးကိုနှိပ်လိုက် picture ဆိုနှိပ်လိုက်အဲ picture ဆိုနှုတ်လိုက်ချိန်ကျတော့ပုံဖြစ်သွားပြီဒီကောင်စကလုံးမဟုတ်တော့ဟုတ်မလားဟမ်အဲ့လိုပုံနဲ့ဖြစ်သွားပြီအဲဆိုရင်သူ့ကိုနှိပ်ပြီးတော့ကာစာချပြီးစာကြည့်လို့မရတော့ဘူးဒါပုံဖြစ်သွားလို့သူ့ကို phone site တွေပါလေလက်ချင်းညာမလို့တော့ဘူး ဒါဒီကောင်ကြတော့စကလုံးဖြစ်နေတယ်ဒီကောင်စကလုံးဒါ tax နော်ဒါ picture ဖြစ်သွားပြီမတူတော့နော်ဟုတ်ပြီအဲ့ဒါသူနဲ့တူသားဖြစ်တယ်ဘာဖြစ်တာလဲသူစင်းနေမှာဒီလိုစကလုံးလေးတွေပေါ်လာနေပေါ့လေနော်သူမှလည်းအဲ့လိုနေဖြစ်သွားပြီပေါ့ဘယ်လိုလဲဖြစ်သွားပြီပေါ့အဲဟုတ်ပြီနောက်တစ်ခုကြတော့ကျွန်တော်တို့သူ့လိုမျိုး ျွန်တော်ဒီအောက်ကနောက်ခံရှိတဲ့ဒီစကားလုံးလေးရွေးလိုက်နော်အထောက်ကလာပဲ copy နေတယ်အဲ page ကြတော့ဒီနေရာသွားမယ်ဒီဒီရဲမလို့တော့ဒါဆိုရင်စကားလုံး view ပဲထွက်လာမှာနော်အဲဒီ page special တက်လာအရင်တော့ပြရမှာ JPEG ဆိုတဲ့ format တုံးလိုက်မှာပါ picture format တုံးလိုက်ပြီးတော့ recharge ဟဲ့လိုလာပါနော်ဒီမှာကြွားဒီလိုထောက်ကြည့်လိုက်ရှင်ကြရင်ဒါကနောက်ခံအဖြူကြီးပါနေပြီပေါ့အဲကြောင့်မြင်သာအောင်ဒီလိုကြောင့်ကျွန်တော်နောက်ခံ နာမှာပေါ့နော်ဒါဆိုဒါသိတာပါဟုတ်ပါလိအခုနောက်တစ်ခုပြပြပြနေတာကဒီစကလုံးလေးတွေကိုဒီလိုနောက်ခံနေဖြစ်အောင်ဘယ်လိုလုပ်မလဲပေါ့အင်းအဲ့ဘယ်လိုလုပ်မလဲဆိုတော့ကကျွန်တော်ယူစကလုံးတစ်လုံးရေးထားတယ်ပေါ့ဘာဖော်မတ်မှန်ဘာဘယ်ထားလဲပေါ့ဒါလောက်လိုက်ရင် clear all formatting ဘာမှမရှိတဲ့ယူစကလုံးဖော်မတ်ဖြစ်သွားပြီနော်ဒီမှာချိန်ထားပြီးသားစကလုံးပုံစံအတိုင်းဒီမှာတစ်ခါလေးပြောင်းခြင်းတယ်ပေါ့ပုံစံရှိပြီးသားဆိုရင်တော့သူ့ကိုရွှေ့လိုက် ။အဲ့တော့ format painter ဆိုလေးတနေလိုက်။ format painter နေလိုက်ပြီးရင်သူဒီစကလုံးကိုသွားပြီးတော့ဒီလိုရွေးပြလိုက်မှာ။အဲ့ကျရင်သူဒီစကလုံးရဲ့ format တိုင်းဒီကိုကူသွားတာ။နော်။ဒါစကလုံးတူနေတော့ဒီလိုစကလုံးမတူတဲ့ဟာနဲ့လုပ်ချင်တယ်။သူ့ကိုရွေးလိုက်မယ်။ format painter ကိုနှိမ့်မယ်။ပြီးရင်ဒီစကလုံးပေါ်မှာရွေးလိုက်တယ်။ပြီးလိုက်တဲ့ဒီမှာပုံစံပြောင်းသွားတယ်။အဲ့ဒါဒီကဆလုံးဆိုင်တည်းအားရတော့တယ်လည်းနည်းနည်းပါပြောင်းရတာပေါ့ဒါတော့ဆလုံးဆိုင်ကသူအားလုံးတူပါဘာတူပါလဲဆိုတော့ ပေါ်မန့်ပိန်တာဆိုတော့အခုဒီမှာသူပြောထားတာမင်းအာ select convert with the formatting နော် click ပေါ်မန့်ပိန်တာ select the something as automatically applying the formatting တော့ဒီပုံစံတိုင်း cycle phone ရယ်စလုံးရဲ့ design တွေပါတယ်ညာအကုန်လုံးကသူကပုံစံကူးချလိုက်တာပေါ့နော်ဟုတ်ကဲ့နောက်ဒီကောင်လေးတွေကိုဒီပုံစံဘယ်လိုလုပ်မလဲပေါ့အဲ့တော့သူကပုံဝင်ရေးလိုက် ီစကလုံးလေးကိုယူမယ်ပြီးတော့ကျွန်တော်ဒီ format ထဲကိုသွားမယ်အမှန်တော့မယ်ပြီးတော့ text file text file နဲ့မှာကျွန်တော်ကဒါ picture ကိုနောက်မှာထည့်ထားပါတော့ပစ္စာထည့်တယ် from file နဲ့ပြီးတော့ပါရမယ်ကျွန်တော်ဒီ picture လေးကိုထည့်မယ်ပေါ့ insert လုပ်လိုက်တော့ပါနော်လည်းတော့မှပုံစံကြောင်းသွားပြီပုံစံကြောင်းသွားပြီမြဲကျွန်တော်ကဒီအောက်ကကောင်တဲ့ပုံစံတူအောင်လုပ်ချင်တယ်ဆိုရင်ကျွန်တော် font ကိုပြောင်းအောင်မယ် font က ဟုတ်ကဲ့သူတုံးထားတဲ့ဖုန်းနဲ့တူအောင်သုံးမှသူ့လိုဖြတ်လာမှာပေါ့ဒါကြတော့ဆလုံးရဲ့ဖုန်းကိုပြောင်းလိုက်တယ်။အဲဆလုံးဆိုင်လေးကိုជី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 ပေါ့နော်။အဲ့ဒါမှကိုကြိုက်တယ်လို့ကိုယ့်ကိုဒီမှာပြင်လို့ရတယ်နော်။ဒါဆိုရင်ဘယ်နှခုကတူပါလိမ့်။အဲ့ဒါကျွန်တော် format အလုံးရဲ့ format လေးတွေကိုဒီဘယ်လိုထည့်မလဲဒီစကလုံးကိုဘယ်လိုပြောင်းမလဲဆိုတာလေးတွေကိုတော့ဒီမှာပြောင်းလို့ရတယ် what add style ထဲမှာတပ်ပြောင်းနေနော် other tax free ထဲမှာတပ်ပြောင်းနေဆိုတာလေးကျွန်တော်လည်းအလုံးနဲ့မပြောင်းပါဘူးနော်အလုံးစီပြချမလို့ထားပါတယ်နောက်နောက်ဒီခုလိုမျိုးဗီဒီယိုလေးတွေထပ်မံတင်ပြပါအောင်မယ်အဲဗီဒီယိုလေးတွေကိုလည်းအားပေးရင် Like and subscribe y los videos abajo,